ားလုံးပဲမင်္ဂလာပါယခုပြောပြပေးသွားမှာကတော့ရခိုင်ပြည်နယ်ကအေအေမူရရာစာကိုင်းတနီအဖြစ်ဆိုလို့ရှိရင်အရှိတောင်အာရှမှာ အကြီးကျယ်ဆုံးမူရလက်လက်ကိုင်းအင်ပါယာကိုထူထောင်နေတဲ့အေအေရခိုင်တပုံကောင်းဆောင်ထွန်းမြက်နိုင်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရခိုင်ပြည်နယ်ကို တင်ဖို့မဲ့မူရစေကာလာတန်ဖို့8.8ဘီလီယံကျော်ရှိရဲစိတ်ကြွစေးပြ58သိန်းကျော်ကိုလွန်ခဲ့တဲ့ဇွန်လ၄ရက်နေ့ကဖမ်းမိထားတယ်လို့ NASA ကအစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။2023ခုနှစ်ကနေစပြီးတော့ NASA ကအစိုးရက AA ရဲ့မူရစေမောင်ကူမှုလမ်းကြောင်းကိုစောင့်ကြည့်ပြီးတော့ဖမ်းနေတယ်လို့2024ခုနှစ်နောက်ပိုင်းမှာလည်း AA အဖွဲ့နဲ့ပတ်သက်ပြီးတော့မူရစေဘွားတွေကိုပုံမူဖမ်းဆီးမိလာတာကိုတွေ့မြင်ရပါတယ်ရှင်။ ရှမ်းပြည်နယ်မှာထုတ်လုပ်တဲ့မူရည်စေးဝါးတွေကိုရခိုင်ပြည်နယ်ကနေတဆင့်ပြည်ပနိုင်ငံတွေကိုတင်ပို့နေတဲ့မူရည်စေးဝါးများရဲ့နောက်ကွယ်မှာထွန်းမြင့်နိုင်ရဲ့အေအေသဘုံအဖွဲ့ကတည်ယူပို့ဆောင်ထိန်းချုပ်လုပ်ကိုင်ဆောင်ရွက်နေတာတွေကိုလည်းတွေ့ရှိရပါတယ်ရှင်။ပြီးခဲ့တဲ့မတ်လတုန်းကလည်းအေအေစီးပွားရေးတာဝန်ခံတွေပါဝင်ပတ်သက်ပြီးတော့မလေးရှားပင်လယ်ပိုင်းတွေကိုပို့မဲ့ငွေကျပ်66ဘီလီယံတန်ကျစ်ရှိတဲ့မူရည်စေးဝါးသုံးတန်းကျော်ကို ရန်ကုန်မြို့မှာဖမ်းဆီးရမိခဲ့တယ်လို့လည်းထပ်မံသိရှိရပါတယ်ရှင်။ပြီးခဲ့တဲ့ AB လတုန်းကလည်းမြသားမြို့နယ်မှာဖမ်းမိခဲ့တဲ့ငွေကျပ်282ဘီလီယံကျော်တန်မှုရှိတဲ့စိတ်ကြွဆေးပြားတွေကလည်းအေအဖွဲ့ကရန်ကုန်ကနေတဆင်ပြီးတော့မလေးရှားဘက်ကိုပို့မဆေးပြားတယ်လို့သိရပါတယ်။ 2024-2025ခုနှစ်ကာလအတွင်းမှာဆိုလို့ရှိရင်ဖန်စီရမိခဲ့တဲ့မူရစ်စေဘွားလေးရဲ့တန်ဖိုးကိုတက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ငွေကျပ်ဘီလီယံ300ကျော်လောက်ရှိပြီးတော့ AA အဖွဲ့ရဲ့မူရစ်စေဘွားကုန်သွယ်မှုလုပ်ငန်းကလည်းရရှိခဲ့တယ်လို့လည်းထပ်မံသိရပါသေးရှင်။အေးဖွဲ့ရဆိုလို့ရှိရင်သူလို့အဖွဲ့ရက်တည်နိုင်မှုအတွက်အဓိကဗန္ဒာငွေရှာဖွေရဆိုလို့ရှိရင်မူရစ်စေဝါကုံသွယ်မှုဖြစ်ကြောင်းကိုဖန်ဆီးရမိခဲ့တဲ့လူသက်တွေပစ္စည်းသက်တွေအရာအထင်အရှားသိမြင်ရပါတယ် ရှမ်းပြည်နယ်ကလည်းထုတ်လုပ်တဲ့မူရစ်စည်းဝါးတွေကိုအေးအေးအဖွဲမူရစ်စည်းဝါးတည်ယူပို့ဆောင်သူတွေကလည်းပြီးတော့ရခိုင်ပြည်နယ်ကလည်းတဆင့်ပင်လယ်ထွက်ပေါက်ကိုအသုံးပြုပြီးတော့ဘင်္ဂလားဒေ့မလေးရှားတို့မှဆက်လက်များဖြင့်တင်ပို့များဖြင့်တင်ပို့နေကြပါတယ်။အင်းဒီကလည်းတဆင့်ပြီးတော့ဥရောပနဲ့အမေရိကအထိဈေးကွက်ချဲ့ထွင်းပြီးတော့မူရစ်စည်းဝါးကရရှိတဲ့ငွေမဲတွေနဲ့လက်နက်ခရရန်တွေကိုပြန်လည်ဖြည့်တင်းနေတာဖြစ်တယ်လို့ အရှိတောင်အာရှမှာဆိုလို့ရှိရင်လည်းမူရစ်စေဝါနဲ့လက်နက်မှောင်ကိုလုပ်နေတဲ့အကြီးမားဆုံးသောရာဇဝတ်ခိုင်းကြီးဖြစ်တဲ့ဆိုတာကိုလည်းသတင်းစကားပတ်လိုက်ခြင်းပဲဖြစ်ပါလေရှင်။